င်းပိုင်းမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ဒီသင်ငန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော် page မှာပေါ့နော်တင်ထားတဲ့သင်ငန်းစာဗီဒီယိုဖိုင်လေးတွေကိုအစမပြက်ပေါ့နော်လေးလာနေတဲ့ကျွန်တော်တို့အင်္ဂလိပ်စာလေးလာရဲပေါ့နော်အင်္ဂလိပ်စာလေးလာသူတူဦးကပေါ့နော်တောင်းဆိုထားတဲ့သိချင်လို့မေးထားတယ်ပေါ့နော်ဒီ skill in next skill at ပေါ့နော်သူတို့ရဲ့ကွန်ပျက်ချက်တွေကိုကျွန်တော်ကအားလုံးသိအောင်ကျွန်တော်ကပြပြပေးချင်တာဖြစ်ပါတယ်ရှင့် Okay skill in skill at ကျေးမဲ့ဆိုလို့ရှိရင်သူတို့ဒီအာအိဗယ်တူတူပဲလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်တခုခုမှာပေါ့နော်အเจ้าကတခုခုမှာ နောက်ပညာရေးတစ်ခုခုမှာကိစ္စရေးတစ်ခုခုမှာနည်းမြစ်တစ်ခုခုမှာပေါ့နော်အဲ့ဒီမှာကျွမ်းကျင်တယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဂူမာတို့ကဒီ skill in skill skill in ဒါမှမဟုတ် skill at အသုံးလို့ရတယ်ပေါ့နော် okay နည်းနည်းလေးတော့ကြိုပြချက်ရှိပါတယ်ရှင့်အဲ့ဒီကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့် okay အဲ့တော့ဒီမှာကျွန်တော်ခုနပြောသွားတဲ့အကြောင်းအရာတို့ကိစ္စရေးတို့တစ်ခုခုမှာကျွမ်းကျင်တယ်လို့ပြောချင်တဲ့အခါမှာသုံးတယ်ပြီးတော့ကိုပြောချင်တဲ့ပုံစံပေါ်မူတည်ပြီးတော့အသုံးပြုနိုင်တယ်ဆိုတော့ तू ကအိဗယ်တိတ်ပြီးတော့မကွဲဘူး မကွာဘူးပေါ့နော်တူလဲလို့လည်းဒါပြောလို့ရတယ်ပေါ့နော်အရိပ္ပတူညီဆိုလည်းတုံးလို့ရတယ်ဒါပြောလို့ရတယ်ပေါ့နော် okay ဒါပေမဲ့နည်းနည်းလေးဘယ်လိုလေးပဲကိုယ်လေးဆိုတာလေးကိုကျွန်တော်ကရှင်းပြပေးခြင်းပါလေနော် okay အရင်ဆုံး skilled in okay skilled in မှာဆိုလို့ရှိရင်ကျွန်တော် skilled in ပေါ့နော် skilled in မှာဆိုလို့ရှိရင်ကျွန်တော်သူ့နောက်က now ဒါမှမဟုတ်ရှင် geran လို့ခေါ်တဲ့ကျွန်တော် buffer energy form ပေါ့နော် ing ပေါ့ ing ပုံစံလေးကျွန်တော်လိုက်ပေးရတယ်ပေါ့နော်ဆိုတော့မြန်မာလိုအလွယ်မဲ့မဲ့ဆိုလို့ရှိရင်တစ်ခုခုမှကျွမ်းကျင်တယ်လို့ပြောခြင်းလို့ရှိရင်ကျွန်တော်ကိုယ်တော်မှာလို skilled in နောက်ကအင်လိုက်တယ်ပေါ့။ Okay အဲ့တော့ဥမာအပြင် he is skilled in graphic design သူကပေါ့နော်ဒီ graphic design တွေမှာကျွမ်းကျင်တယ်။ Okay နော်နောက်ဥမာ she is skilled in cooking သူမကတော့အချက်ပြုတ်မှာကျွမ်းကျင်တယ်။ Okay ဆိုတော့တခုခုမှာကျွမ်းကျင်နေဆိုရင်ကျွန်တော်ကတို့ skilled နောက်ကအင်လိုက်တယ်ပေါ့နော်။နောက်လာပြီး skilled at skilled at တို့ကျွန်တော် link စောင်းပုံစံပြောမယ်ဆိုလို့ရှိရင်လေ okay အဲ့တော့ skill ကျရဲ့ app ကျရဲ့ပေါ့နော်တွဲပြီးတော့သူ့ကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်ဘယ်နေရာမှာသူကကျတော့သူ့နောက်က activity လို့ခေါ်တဲ့ပြုမှုလှူရှားဆောင်ရွက်ချက်တွေ text လို့ခေါ်တဲ့လုပ်ဆောင်ရမယ့်ဆောင်ရွက်ချက်တွေပေါ့နော်သူကပြောမယ်ဆိုလို့ရှိရင် action လို့ပြောလို့ရတယ်ပေါ့နော်သူက verb နဲ့နည်းနည်းဆင်တယ်အဲ့ဒီဟာဒီမှာပေါ့နော်ပြုလို့ရတဲ့အရာတွေမှာကျွမ်းကျင်တယ်လို့သုံးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုမှလို့ skill နောက်ကနေ app like တယ်ပေါ့ โอเคဥမာအဖြစ်ဒီမှာပေါ့เนาะတကုတ်ကိုပြုလို့ဆောင်ရမ်းပြုလို့ဆောင်ရမ်းမဲ့အချက်ဒီမှာကြွန့်ကျင်တာပေါ့ခုန buff နဲ့နည်းနည်းလေး buff ပုံစံဘက်မှာတော့ပြီးຫນွယ်လို့ပြောလို့ရတယ်ပေါ့เนาะတွဲကကကျတော့နောက်ပုံစံမှာຫນွယ်လို့ပြောလို့ရတယ်ပေါ့เนาะဘယ်လိုမှတ်မယ်ဆိုရင်လေโอเคအဲ့တော့ဥမာအဖြစ် he is skilled at playing the piano သူကဒီကျွန်တော်တို့ piano ပေါ့เนาะတီးရဲ့နေရာမှာကြွန့်ကျင်တယ်ပေါ့ now he is skilled at problem solving သူကတော့ကိစ္စတွေပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာကျွမ်းကျင်တယ် โอเคအဲ့တော့ဆိုတော့ဒါ buff နဲ့နည်းနည်းဆိုင်တဲ့ပုံစံဖြစ်တာပေါ့ drag ကတော့နောင်နဲ့နည်းနည်းဆိုင်တဲ့ပုံစံဖြစ်တာပေါ့နော်ဒါပေမဲ့သုံးလို့ရတယ်နော်နောက်ခုလုံးကျွန်တော်တို့အဓိပ္ပာယ်တူတူပဲသုံးလို့ရတယ်ဆိုတော့ကိုသုံးနေတဲ့ပုံစံကိုပြောချင်တဲ့ပုံစံလေးပေါ့မူတည်ပြီးတော့ကျွန်တော်တို့သုံးကြည့်လို့ရပါတယ်ရှင်ဒါပေမဲ့အလိုလိုက်မှရင် drag က skills နောက်က inline မယ်ဆိုရင်သူကနောင်နဲ့တော့နည်းနည်းဆက်ဆက်တာပေါ့ဒီ skills နောက်က add လိုက်မယ်ဆိုလို့ရှိရင်သူက verb နဲ့တော့ပြီးနည်းနည်းလေးညွှန်ရတာပေါ့အဲ့လိုလေးတော့ကျွန်တော်တို့အလွယ်မဲ့လို့ရပါတယ်နော်အဲ့တော့ဥမာလေးအလွယ်ကျွန်တော်တို့မှတ်မယ်ဆိုလို့ရှိရင်ထားပါတော့ तू ကသင်္ချာမှာတော်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ skate နောက်က in ပေါ့ ထားပါတော့ तू ကသင်ချာအတွက်ချက်တွေပေါ့နော်အဲ့လိုနေရာတွေမှာတော်တယ်ဆိုလို့ရှိရင်တို့ skate နောက်ကနေ at ပေါ့ဒီမိလေးတော့အလွယ်မှတ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကိုအသုံးပြုတဲ့ပုံစံလေးပုံမှာပေါ့နော်မူတည်ပြီးတော့အသုံးပြုနိုင်ပါလေရှင်ဟုတ်ကဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်